ကြည့်ရအောင်။ဟာနည်းနည်းရှုပ်ပဲကြောက်ရတော့ဘာပွတ်နေလဲ။ထိုင်းမှာနေဆက်ကများရီမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ဒုစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကိုရိုင်းကုတ်ခဲ့တဲ့အောင်စရာစစ်စင်ရေးဟာ အခုဆိုရင်တနှစ်ကျော်ကာလကို ရောက်ရှိလာခဲ့ပါပြီ။နိုင်ငံတော်အစစ်စစ်ဆင်ရေးဖြစ်တဲ့အတွက်နှစ်လအတွင်းအပိသက်အောင်မြင်မယ်လို့အယုံသွင်းပြောဆိုခဲ့တယ်လို့နှစ်လအတွင်းနေဆက်ကုံသွေးရေးလမ်းကြောင်းကိုဖွင့်နိုင်မယ်လို့လည်းကြွေးကြော်ခဲ့တယ်လို့အဲ့ဒီစစ်ကြောင်းကနေအကြမ်းမဖက်အာဏာပြန်ဆန်ရေးလှုပ်ရှားမှုစီးရီးယားမှာပါဝင်လာသူတွေကဆိုပါတယ်။ပထမအရင်ဆုံးပဲဟုတ်ကဲ့အရင်ဆုံးဟိုစပြီးတော့စစ်ကြောင်းဒီကိုစထိုးတဲ့အချိန်တွေကကျွန်တော်တို့ကျွန်တော်တို့ဒီစစ်စင်ရေးကိုဟာ

ဲ့ဒီအောင်စရာစစ်ကြောင်းမှာဆိုရင်လောက်ကင်မှာလက်နှက်ချခဲ့တဲ့တက်တွေကတက်သားတွေလည်းအများအပြားပါဝင်ခဲ့ပြီးဒုတက်ချက်အောင်ကိုဝင်းရဲ့ရွှေညောင်အခြေဆိုင်ခလာရ94တည်ရင်လည်းအပါအဝင်ပါလောက်ကင်ကနေပြန်ရောက်ရောက်ချင်းမိသားစုနဲ့အချင်းအကြကြီးနေခွင့်တော့မရပဲအောင်စရာစစ်စင်ရေးကိုဆစ်လွတ်ခံခဲ့ရတာလို့လည်းသူကဆိုပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလကသူနဲ့သူ့လက်အောက်ကတက်သား၃ယောက်တို့ဟာကော့ဘရာစစ်ကြောင်းနဲ့ချိတ်ဆက်ပြီးလက်နက်နဲ့တကွာအလင်းဝင်လာခဲ့ပါတယ် တကယ်တော့မြောက်ရီနဲ့ကော့ကရိတ်ကြားခရီးကကားနဲ့သွားရင်တနအီဝင်းစင်လောက်သာကြာမြင့်ပေမဲ့တနှစ်ကျော်ကြာတဲ့အထိအောင်စရာစစ်ကြောင်းကတော့ဒေါနာတောင်ကိုမကျော်နိုင်တာဟာလက်နက်နဲ့ရိတ်ခါထောက်ပံ့မှုစနစ်မကောင်းမွန်တာကြောင့်လို့စီဒီယမ်စစ်သားတွေကပြောပါတယ်။သူတို့ကသူတို့ခိုင်းနေတာဖြစ်တယ်ဗျ။ထောက်ပံ့မှုတွေပါကြရန်အားနေတယ်။ကျွန်တော်တို့ဆိုရင်အရှိကိုမတရားကြီးအတင်းတွန်းလွတ်တယ်။တွန်းလွတ်ပြီးတော့ချင်းနောက်ကနေပြီးတော့ရိတ်ခါတို့ပါတို့ထောက်ပံ့တာပါညာကြတော့မလာဘူး။ ခုလက်နက်ကြီးပဲအရှင်းမပြစ်ကြတယ်လက်နက်ငယ်ပဲပြစ်ကြတယ်အဲ့ချိန်မှာကြီးတန်းခရမ်းလို့ပြောတာသူတို့မပုတ်ပေးနိုင်ဘူးသူတို့တင်ကြရတယ်ကျွန်တော်တိုင်မှုလို့ပြောဆိုသူတို့တင်ကြရတယ်တင်ကြရတဲ့ချိန်ညာသူတို့ကဘာကြည့်လဲဆိုတော့အနောက်မှာလည်းသူတို့အားတဲ့တရင်မရှိဘူးလို့ပြောတယ်သူတို့အဲ့လိုရက်ချိန်ကြီးပြေးတယ်ခုနောက်မှကျွန်တော်တို့ဒီဘက်ကိုလာတဲ့ချိန်ကြီးပဲဗျာကျွန်တော်တို့ရိတ်ခါမပို့တာတလကြော်ကြော်ပေါ့ရိတ်ခါမပို့ကျွန်တော်တို့ကဆံကြိုးတောက်လဲငါကြိုးထားလဲအဲ့လိုပဲနေလာခဲ့တယ်နောက်ပိုင်းမှာကျွန်တော်တို့ဒီဘက်ကိုပဲကူးကြောင်းလာခဲ့ကြတယ် Oh, 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 papa, 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 အောင်စရာစစ်စင်ရေးတနစ်ပြည့်တဲ့အချိန်မှာစကောက်စစ်တပ်ကပြူဟာမှုတယောက်တရင်မှု၄ယောက်အပါဝင်တပ်ဖွဲ့ဝင်900ကျော်တည်ဆုံခဲ့ပြီးဖြစ်တယ်လို့ကော့ဘရာစစ်ကြောင်းရဲ့ထုတ်ပြန်ပြောဆိုချက်အရသိရပါဗျ။အလင်းဝင်လာတဲ့တူတက်ချက်အောင်ကိုဝင်းတို့ဟာ လက်ရှိမှာဆိုရင်စစ်ကောင်စီကိုပြန်လဲတိုက်ခိုက်ဖို့ကော့ဘရာစစ်ကြောင်းမှာစစ်တင်တန်းပြန်လဲတက်ရောက်ပြီးပါပြီ။ဟုတ်ကျွန်တော်ဒီဘက်ကိုလင်းလာဝင်ပြီးတော့ဟိုဘက်ကိုပြန်ပြီးတော့တိုက်ရမယ်ဆိုတာဟိုလူကြီးတွေသူတို့ဟာပေါ့အုတ်ချုံမှုစနစ်တွေကအဆင်မပြေဘူးပေါ့သူတို့ကကို့ဘိုးဘက်ကိုကြည့်နေကြပြီးတော့မှကျွန်တော်တို့အဲ့အရာကြီးအဲ့စနစ်ကြီးကိုကျွန်တော်ကမကြိုက်ဘူးမကြိုက်လို့ဒီစစ်ကောင်စီကိုကျွန်တော်လုံးဝဒီ သူတို့အုပ်ချုပ်မှုစနစ်ကိုမကြိုက်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ကိုအလင်းလာဝင်ပြီးတော့မှဒီကောင်တွေကိုပြန်တိုက်မယ်ဆိုပြီးတော့မှကျွန်တော်တို့စုပ်ပြတ်ချက်ချလိုက်တော့တမန်မှုဆိုတဲ့တမန်မှုကတော့ဒီကျွန်တော်တို့အောက်လက်အောက်ငယ်သားရေဆိုလို့ရှိရင်တစ်ချက်မှဟိုပြန်ကြည့်ဘူးသူခိုင်းညံ့တာလောက်ပဲတည်တယ်သူစားဖို့တောက်ဖို့ကြတော့လည်းပဲစီစဉ်ပေးမယ်စီစဉ်ပေးမယ်ဆိုပြီးတော့ဘာမှလည်းဟိုမဖြစ်မြောက်ဘူးပေါ့ 2025ခုနှစ်မတ်လကနေစပြီးအောင်စရာစစ်ကြောင်းကိုစုဖွဲ့မှုအသစ်တွေပြုလုပ်ခါဆက်လက်ထိုးပေါက်နိုင်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။တရုတ်ထုတ် drone တွေလက်နက်ကြီးပစ်ကူတွေရဲ့အားကိုယူပြီးရှစ်တက်ဖို့ကြိုးပမ်းနေပေမဲ့စိတ်တက်အင်အားပြက်ပြားနေတဲ့စစ်ကောင်စီတပ်ကအနိုင်ရစရာအကြောင်းမရှိဘူးလို့ CDM စစ်သားတွေကဆိုပါတယ်။သူတို့ကိုယ်တိုင်ခုံပေါ်မှာထားပြီးတော့သူတို့အမိန်ပေးပြီးတော့သူတို့ကိုယ်တိုင်လောက်ရတာမှမဟုတ်ဘူး။အောက်မှာလောက်ရတဲ့လက်အောင်ငယ်သားတို့လည်းသူတို့ကတော့မင်းတို့ရအောင်တဲ့ မင်းတို့တည်တည်မတည်တည်ရောင်းတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပဲသူတို့ကခိုင်းတယ်ဒါနဲ့သူတို့ဘယ်လောက်ကြီးပဲခိုင်းခိုင်းဘယ်လောက်ကြီးပဲအင်အားတက်တက်သူတို့တော့ကနိုင်ွက်မရှိပါဘူး